အားလုံးပဲမင်္ဂလာပါတန်တန်တိန်တော်အပိုင်း146မဆိုးစလောင်ဆုံးရှုံးမှုမှုဖြင့်ကော့ဆက်တီဗီယင်ရှင်စကားတို့မြတ်တော်တွေကိုဖျက်ပြီးထွက်ပြေးခဲ့ကြသည်လရဘက်ကန်တို့တက်နစ်တက်ခွဲတခွဲဖောင်းနေနဲ့နောက်တစ်ခါရောက်လာသည်ဘက်စကီတဘုံစကန်ကိုသူတို့ဝင်စီနိုင်ခဲ့ပြီသို့တော်ချီကိုယူဖို့သူတို့ပြင်ဆင်နေပုံကနှီးခွေလာသည်ပိုးဆိုးဒီမှာသူတို့ထဲတွင်နေကျွမ်းသူမပါလမ်းပြမပါခြင်းဖြစ်သည်ထို့ကြောင့်သူတို့အားလုံးညမောင်းနေရင်စံတော်ဝါထို့ကြောင့်ရန်သူနောက်ကိုဆက်မလာရကြတော့ မိုးလင်းသည့်သည့်စောင့်ကြည့်ရမည်။သို့သောဗီယင်ရှင်းစကားတွင်ထုတ်ရှားမှုတွေလက်ပြတ်တလို့မြန်ဆန်လာသည်။အချင်းတွေကိုတရင်ပို့လာသည့်ဆက်သားရောက်ခြင်းတာဝန်ကျရာရှိကကူဒီနိုနှင့်ဂရီဂိုစီတို့တရင်ဆက်ပို့လိုက်သည်။ရွာများတွင်ဖြန့်ကျက်ထားသောထက်တွေကိုချက်ချင်းစုစည်းပြီးဂရီဂိုဦးဆောင်၏လက်တပြတ်တွင်ဒဏ်ပြန်ထိုးစစ်ဆင်မှုပြင်တော်သည်။တက်ချိုဆုပ်ခဲ့ရသည့်ဘက်စကီတရင်ကိုအားဖြည့်ပြီးတစ်တော့မှဖြတ်၍အာယုံဦးစစ်စင်စီမံချက်ကိုချက်ချင်းချနိုင်ခဲ့သည်။ခုနှစ်ဆင့်ကျဲသည့်ကောင်းငယ်တွင်အလင်းမပြေသေးပြီ။ ဒေါ်ရယ်ရင်ဘက်စကီမှဆုတ်လာသည့်တက်တီကိုဂရီကိုတက်တီကမှပြစ်သည်သည်လူမမှန်ချင်းချင်းသည်သည်ဖြင့်တော်ပါသည်သို့သောအနီရီလာဝီဆိုသည့်တရင်ကြောင့်စစ်ပြေးတွေပုံကုန်နေသည့်နေရာသည်သည်မှရရပစ္စည်းတိုလီမိုလီရေးသေးပြီးဒေါ်ရယ်ထွက်ပြေးကြပြန်သည်တိုက်ပွဲကြတဲ့ရောက်နေမှန်သူတို့မသိဂရီကိုကော်ပြီးဒေါ်သာကြီးအမိန်ပေးသည်တီးတော့မှာပဲသူတို့ကိုဖမ်းချိန်နဲ့ရိုက်ပြီးပြန်လို့တရားရဲသားတွေကိုသူကိုယ်တိုင်မြင်းနဲ့လိုက်မှာတော့သည်ခရစ်စတိုနီယာကနောက်ဆုံးမှပြေးလိုက်နေသည် မနီကောင်ငါးများတို့မှငုတ်ဆူထားသဖြင့်ဂလန်ကလားချီတော်ကြီးနှင့်ထုံနှင်းထုံနှင်းပြေးနေခြင်းဖြစ်သည်ဂရီကိုကကြောက်ဘုတ်ကိုခေါင်းပေါ်တွင်ဝှေ့ရမ်းပြီးသူတို့နောက်သို့ကဆုံဆိုင်လိုက်သည်မြေခွန်တန်ကြားတော့ခရစ်စတိုနီယာခြေလန်းနှင့်ပူမြင်လာသည်ဘာဖြစ်လို့ပြေးနေကြလဲဟာရက်ရက်ရက်လို့ပြောနေသို့တော့ခရစ်စတိုနီယာဆက်ပြေးနေသည်သူပြေးနေပုံကကလပ်အုပ်ကြီးတကောင်ကဆုံဆိုင်နေတယ်လို့ဝင်ဂရီကိုစိတ်မရှိနိုင်တော့မီလာဒီနဲ့ခရစ်စတိုနီယာရဲ့ကြောမြင့်ကိုဖျက်ရချလိုက်သည် ခရစ်စတိုနီယာလမ်းနေပေးရင်ဖင်ထိုင်လဲကျသွားသည် ်ဂျော်ဂိုဆမ်မီနောက်ထပ်ရောက်လာသည့်ကော့ဆက်စတာတွေကိုရှက်ကူးရှက်ကန်မောကြည့်သည်ဂရီကိုတက်မှာကော့ဆက်ရေဘော်တွေကသူတို့အားလုံးကိုအမိလိုက်ပြီးတားနိုင်ခဲ့သည်သို့တော့ဂျင်းလုံးကိုသူတို့အသုံးမပြုခဲ့ကြပါသို့တော့ဂရီကိုကဂျင်းစာကြီးကိုလှမ်းအောင်ပြောနေသေးသည်လူတွေပြန်စုမိတော့စတီဗင်မှာချုံမိုးတစ်ခုထဲမှာရှက်ပြုံးပြုံးပြီးထွက်လာသည်အင်းနီကော့ရှ်ကာကိုလှမ်းမြင်တော့သူအော်ရည်သည်အပြေးမြဲသည့်ရွာသားတယောက်ကိုလှမ်းမြင်သည်ဖြင့်ဂရီကိုမြင်းကိုချိန်တုတ်ကရုပ်ခရင်ထွက်သွားပြန်သည်။နှစ်ထပ်ကြာခင်းနှင့်တသနာနာရွာသား သူကလည်းခရစ်တိုနီယာလိုရင်ထုံနေထုံနေနဲ့မနာရန်ပြည်နေသည်ပခုံးအကြခဝိုင်းဝိုင်းပုံစံကမြင်မှုသည့်အသေးကတရားရောက်နေတူတူလို့သူလန့်အောင်ပြောလိုက်သည်ဟဲ့လူမပြည့်နေပြောမရဘူးလားခွေးမှသာမင်းလပင်ပြတ်ရှင်လို့လားဒီတော့မှနှစ်ထပ်ကြာခင်တဲ့ပုဂ္ဂိုလ်အရှင်လျှော့လိုက်သည်ဂရီကိုပစက်ဟောင်းသားဖြစ်သွားရင်ချက်တည်သေးသွားသည် ဟုတ်နိုင်မှာမလားတူတော့တူတယ်ပင်တာလီမွန်ပရိုကိုဖီတယောက်မျက်နှာမှာကြော်ရီတဆက်ဆက်တုံနေသည်မင်းဖေကိုမင်းကခွေးမှသာတဲ့ဟုတ်လား ပြီလပင်းဖြတ်မိတယ်ဟုတ်လားနောက်ကကြည့်တော့ဘယ်မှတ်မိမလဲဗျဘာလို့အဖေဒေါသကြီးနေရလဲကို့အဖေရေကိုမှတ်မိဘူးဟုတ်လားဟာအဖေကလည်းစိတ်မဆိုးပါနဲ့ဗျအဖေကနှစ်ထပ်ချာငင်နေဘာရင်နဲ့ဆိုတော့ပြီးတော့အဖေတစ်ခါမှတလောက်မြင်မြင်မပြေဘူးလေအဲ့တော့ကျွန်တော်ရုပ်ဒီရဲ့ဘယ်မှတ်မိမလဲဟိုတုန်းကအဖေတိုင်းပါပဲအဖေစီဒေါသဖြစ်လေပြီးကြီးအေးလေသူဖြစ်သည်အေးမင်းပြောတာဟုတ်တယ်ဂျာကင်ကအကောင်စားအသေးกว่าစိတ်တည်နေလေးလိုက်တာ ဖေးမျက်နှာတော့ပြော့နေနေခြေထောက်ဆာနေရတော့မေ့သွားပြီလေတီဗီကိုကွာတီဗီကအဝေးကြီးပါဗျာကဲအဖေပြန်လေတော့ကြီးစံနေလွတ်မပြစ်သေးဘူးမဟုတ်လားဘယ်ကိုပြန်လဲရမှာလေကွာအဖိုးကြီးကနားမလဲတလို့လို့ပြန်မိနေသည်ဂရီကိုအတန်မြင်လိုက်သည် တခွန်ချင်းအလေးနဲ့ထားပြီးအမိတ်ပြီးတော့ဤအဖေကိုပြန်လဲဖို့ကျွန်တော်အမိတ်ပြီးနေရှေ့ရမှာအထက်မိတ်မနာခိုင်းရင်ဘာဖြစ်မလဲဆိုရဲဥရီအဖေသိရင်ပင်တာလီမွန်တီပါသည် တနက်ကိုနေသားသားဖြစ်အောင်ပြောင်းလဲပြီးမလန်းကျင်လန်းကျင်ဖြင့်ပြန်လဲလာသည်။နောက်အဖိုးကြီးတယောက်ကို သူ့မိလာသည်။ပင်တာလီမွန်ညင်းသည်။အေးဗျာဘလို့ခစ်ကြီးလဲမသိပါဘူး။အဖေထက်သားတလားကြီးဖြစ်နေပြီ။တိုက်ပွဲတွေမပအောင်တက်ကြီးရော်တွေကိုအနားပေးရမယ်ဆိုစစ်မြေပြင်ကိုအတင်းပြန်မောင်းနေရဲ့။အကြီးကောင်ပိုင်ဟိုဒရာကိုတတိရရဲ့ဗျာ။တိတ်အေးတာသူ့ညီနေတခြားစီပဲ။အေးလေသူကတက်မှမှုကိုသူ့တာဝန်နဲ့သူ့ဘောဗျာ။နော် တက်တရက်ရှာတာကော့ဆက်များကိုဂရီကိုအခက်အခဲမရှိပေပြန်လဲစီယုံနိုင်ခဲ့သည်တယောက်မကြံပြန်ရောက်လာကြသည် မြင်းမော်ကမစင်မဲသူ့မိန်ကွန်းချွေသည်တန်နီတွေမြစ်တစ်ဖက်ကန်ရောက်လာကြပြီဗီယင်ရှင်းစကာကိုသိမ်းဖို့သူတို့ကြိုးစားလိုက်မယ်သူတို့စတိုင်နေပြီကျုပ်တို့ပေါ့ပေါ့တဲ့နဲ့တွက်လို့မဖြစ်ဘူးအထိပ္ပယ်မရှိထွက်မပြေးကြပါနဲ့ကော့ဆက်သွေးကိုမဖြစ်စီကြပါနဲ့ဒီဒီခါပြင်းပြစ်တက်ဖို့မြင်းတက်ကိုကျွန်တော်အမိန်ပေးရလိမ့်မယ်ကျွန်တော်တို့ကော့ဆက်လူမျိုးတွေဟာစစ်တပ်ရာမှာခေတ်ဆက်ဆက်ကဘာကျော်ခဲ့တာပါခမည်းတော်လက်ထက်ကြမှာ ကြောက်သေးပါတယ်အပြောခံမှာမရှက်ကြဘူးလားစစ်တိုက်ဖို့စစ်ထဲဝင်မှာတော့ပေါင်နှလုံးကြမှာခေါင်းဝင်ထားလို့မရဘူးဗျလာခုချက်ချင်းတက်မယ်တောင်ချီဘက်ကနေဒီကောင်တွေကိုပတ်တိုက်မယ်ချီတက်အားလုံးချက်မိုးဒီစီတို့ချီတက်သွားကြသည်သူတို့တက်မှမူကိုတစ်ချက်ငဲ့ကြည့်ပြီးမြင်းတက်သည်လေကဆုံဆိုင်ထွက်သွားကြတော့သည်အော်မနီဇောဟုခေါ်သည့်အဖိုးကြီးကပင်တာလီမုံကပ်ပြောလိုက်သည်ဒီလိုသားမျိုးမွေးရတာခမရဂုံတက်ပါတယ်ဗျဂရီကိုဟာတရေကောင်းတယောက်ပါလင်းယုံတကောင်ပါ ငယ်ချင်းမို့လေမညာဘူးခရစ်စတိုနီယာကိုဆော့ထလိုက်တာကြည်လေပင်တာလီမွန်စိတ်ထဲအချိနဲ့ကြီးကြီးနေတော်သည်ဟုတ်ပါဗျာအတော်ရှားတဲ့သားမျိုးပါရထားတဲ့တေးကောင်တစိုက်တည်းဆိုရလေသူ့ရင်ဘက်နဲ့မဆန့်တော့ဘူးအကြီးကောင်ပါရောက်တာကတော့သူနဲ့မတူဘူးဗျတိတ်အေးတယ်ပြော့တယ်ငယ်ကောင်ကကျုပ်နဲ့တူတာဗျအင်းဒါပေမဲ့သားတက်လာကြည့်ပေါ့ဗျာတရင်တော်တော်တောင်ပေါ်ရောက်ခဲ့ကြပြီသို့တော်သူတို့ထင်သလိုမဟုတ်တစ်ဖက်ခန်းရှိအနီကင်းစင်ကသူတို့ကိုလှမ်းမြင်သွားသည် ုံမခပင်တွေကြားထဲတွင်ကြီးစံတွေတရှိရှိဖြစ်သွားသည်ကန်ဆာနယ်တွင်ကြာသည့်ဘုံစံတစ်ခုကမကွင်သို့သောနောက်တလုံးကပေါ်ပလာမင်းရဲတွင်နားခွက်မတက်ပေါက်ခွက်သည့်အခါမြေကြီးရဲ့တစ်ပင်သည်ဖောက်ထွက်သွားသည်သူ့နားတွင်ပေါက်ခွက်ခြင်းဖြစ်၍ဂရီဂိုကမျက်လုံးကိုလက်မောင်းပြစ်ကာလိုက်ရသည်သူမြင်းတကိုယ်လုံးမြေကြီးခဲ့တဲ့ဖြင့်ပက်ခံလိုက်ရသည်အလားမြင်းကြီးကနောက်လံပြီးပတက်ရက်လိုက်သည်ဖြင့်ဂရီဂိုကုန်းဒီပေါ်မှာခုန်ချလိုက်ရသည်နောက်နှလုံးခေါင်းပေါ်မှာဖြတ်သွားပြန်သည်ပေါက်ခွက်တန်နေတဲ့သူမြေကြီးရဲ့တစ်တူတစ်ဆာရီပြန့်တက်သွားသည် ဟိုဝေချုံမိုတရေတွင်ငှက်ကြတသားဤအလန့်တကြအောင်တန်ဤစူညံသွားသည်ဂရီကိုသူမြင့်ကြီးကိုငုံကြည့်လိုက်သည်ပါဇက်ထဲကအမြုံနှင့်သွေးရောကတွတ်တွင်တွင်စီကြနေသည်တွားပြီထင်းနေတော့မြင်းစည်းရေပေါ်တရားကစုံဆန်းရောက်လာပြီးပြောလိုက်ခြင်းဖြစ်သည်ဂရီကသူမြင့်ကိုစိုက်ကြည့်နေပြီးဘာမှပြန်မပြောဒံယောကိုပင်တိတိကျကျကြည့်ကျင်စိမ့်မရှိရောခဏနေတော့တဆက်ဆက်တုံးနေသည့်သူ့ခန္ဓာကိုယ်ကြီးငြိမ်ကြသွားသည်သို့သောမျိုးလုံးတွေကဖွင့်လျက်သာသူ့တခင်အောင်ခွင့်လွှတ်ဖို့ပြောနေသည်နေအနားမှာရေပေါ်လေးကမြင်းပေါ်မှာဆင်းပြီး ျွန်တော်ရှင်းပြရမလားပူချုပ်ဂရီဂိုကသူ့ဂျမန်မော်စာ6လုံးပြည့်ကိုကန်ပေးလိုက်သည်ဘာဘီမော်ရင်စီးကြနေသောမျက်တွေကိုတုပ်ဖို့သူ့မိနေ၏ကော့ဆက်လူငယ်မြင့်မော်တို့လှွားကနေခုန်တက်၍ပြစ်ခတ်နေသည့်ဘက်သို့အမြင်စီလာခဲ့သည်တန်နီတွေကအာယုံတက်ချိန်တွင်နောက်တစ်ကြော့ပြစ်ခတ်ခြင်းဖြစ်သည်အနီတသားပေါင်းများစွာကရင်ဆိုးလောက်နေသည့်ရေထဲတွင်တနက်တွေကိုခေါင်းပေါ်မြောက်ကဗီယင်ရှင်စကားစီတို့တိတ်တဆိတ်ချီတက်နေကြသည်မကြပါစေကမ်းပေါ်မှာကော့ဆက်တပုံတို့၏ဆက်တနက်များကသူတို့ကိုကောင်းကောင်းဒုက္ခပေးလေတော့သည် တို့မြည်ရသည်တွေ့ချောင်းစီးသွားလေသူတို့ရဲ့တွင်ကြည်ကွေမျက်ွယ်လုံးဝမရှိတက်နီကင်းဘုံမှာအသေးလေးခုခံပစ်ခတ်သည်သို့တော်နေရာယူပုံချင်းခွာချလာ၍တက်နီစစ်ကြောင်းတရော၂ရော၃မှာကစင်ကလေးအားဆုတ်ခွာကြရတော်သည်ဤတွင်မှဂရီဂိုရီမြင့်တက်သည်တော်ရဲမှပြစ်ထွက်လာကရန်သူရဲနောက်ကိုလိုက်ပြီးအပြင်းထန်ပစ်ခတ်ခုတ်ထိကြရတော်သည်တက်နီနေငယ်များသာဖောင်းနှင့်ကုပြစ်ချင်ရပြီးပြန်လည်ခုခံသည့်ဥယျာဉ်မှာမပြောပါတော့တော့ပင်ဂရီကိုမြင့်မော်မှာဆင်းပြီးသူ့လူတွေကိုတော်ရဲမှထွက်၍ကန်းသားလို့ထွက်ရင်အမိန်ပေးလိုက်သည် ကုခန်တီတက်နေဦးရီ150ကျန်းသေးသည်ဖောင်းနေကူပြေသူများကိုပါချမ်းသာမပြေပေကော့ဆက်တပုံတွေကလှမ်းပစ်သည်ဤရင်ဖောင်းနေပြက်ကရစီကြောင်းနဲ့အများပြားမျောပါသွားပြီးရင်းနေတည်ကြသည်တစ်ဖက်ကန်းသူအနေငယ်များသာပြင်းရောက်ကြ၏ကံမော်ရင်ကျန်းသည့်အင်အားစုကဆက်သက်နက်များဖြင့်ကုခန်နေဂရီယိုကရန်သူဆက်သက်နက်တန်းဆဲသွားသည်နှင့်ဓာတ်ကိုဆက်ထုတ်ကငါးနောက်လိုက်ခဲ့ကြဟုတူတူမိမ့်ပေကတောင်ကမူလေးတစ်ခုစီသို့ပြေးကပ်သွားသည်နောက်တွင်ရဲဘော်တပ်သားပါလာ၏သူတို့အသက်ရှူတန်းတွေကိုကြားနေရသည် ခက်သုံးရပင်မကွာတော့သောတောင်ကလေးဟိုဘက်မှသူတို့ရှိနေကြသည်စသနဲ့အတွဲလိုက်သုံးကဆွဲပြီးရင်အရက်မြင့်မြင့်နှက်ခမ်းမွေးနဲ့စစ်ကြောမူကင်းမို့ထဲမှထွက်လာသည်တည်ကြခင်နဲ့အမျိုးသမီးတယောက်ကသူ့လက်ကိုတွေ့လျက်သူ့လျှောက်တင်ဒဏ်ရာရထားသဖြင့်အမျိုးသမီးကိုလက်တစ်ဖက်ဖြင့်အောက်ပြူထားသည်ကျန်တဲ့တစ်ဖက်ဖြင့်လှန်စွတ်တဲ့ရိုက်ဖယ်ကိုကန်လျက်သူ့လူတွေကိုအော်ပြီးအမိန်ပေးလိုက်သည်ရဲနေကိုတက်ဖြူကောင်တွေကိုအပြက်ရှင်အင်တာနေရှင်နယ်သချင်းကိုအော့ဆိုလီရဲ့တတိကောင်းလာသည့်အနေငယ်များသော လက်ကျန်ရဲဘော်တိုင်ပြေးထွက်လာကြသည် စင်စစ်သူတို့သည်တေမင်းခရွင်းဝါသို့ပြေးဝင်လာကြခြင်းဖြစ်လေသည်ဤသို့ဖြင့်ဒုမြင့်ကန်းချင်တွင်ကွန်မြူနီ116ရောင်ကြာဆုံးခဲ့ရလေသည်ဂရီကိုစကန်ပင်အောင်တို့ညနေလာပြီပရူခိုကသူ့ကိုချက်ဝါမှထွက်ဆောင်နေသည်အစီနီယာစီကဘာတင်းကြသည်လဲကွာမှတ်မထင်ပုံစံဖြင့်မိလိုက်သည်လေထဲမှာပျောက်သွားသည်လို့ပဲဘာမှမကြားရတော့ဘူးပရူခိုကဝါကနေတန်းရင်ဖြေလိုက်သည်စိတ်ထက်တထင်းထင်းနေအင်းငါ့ကိုနောက်တစ်ခေါက်လှုပ်မှဖြင့် တည်ရဟောင်းမကောင်းမယ်ဟုတွေးနေသည်ရင်းနေနဲ့ယူခဲ့ကွာဒီကိုယ်လုံးချွေးရကြီးပဲမြင်မြန်လို့ပရိုခိုကရေးသွားဆွဲလာပေးသည်ဂရီကိုမျက်နှာတစ်သည်ငုံပေးပြီးကြောပေါ်လောင်းချခိုင်းသည်မျက်နှာတော့ပြီးတော့ဂရီကိုရွှေနေသည်မနေ့ပြန်သူတို့ငါ့ကိုမြင်းနေကောင်လာပို့လိမ့်မယ်ကောင်းကောင်းကြွေးထားငါအိတ်တော်မယ်လုံးဝမလို့နဲ့ကြားလာအေးဒီကြီးအစွေးကလွဲလို့ပေါ့ကွာမြင်းလည်းတစည်းပေါ်တက်ပြီးခေါင်းချလိုက်သည်နှင့်အိတ်ပြောတော့သည်နေထွက်ချင်းလောင်းတွင်တခါနိုးသည်ပြီးတော့ပြဲရင်ပြောတော့သည် နေလေပန်းရောက်တော့တနတ်တန်တွေကြားသဖြင့်ပြန်နူးလာသည်။ရွာအပြင်တွင်ညစ်ပုတ်ပုတ်ငွေရောင်လျင်စီစစ်မှုဝဲနေသည်။မြေဟိုဘက်ကမှတက်နီတို့ကလျင်ကိုလှမ်းထူနေကြသည်။ဟာဒုက္ခပါပဲ။ထီတော့ပါပဲ။ဘရိုကောကအုံခွအမြင်ကြီးကိုခြံစည်းအတိုင်းတွင်ချီရင်ပြောနေသည်။ဂရီကိုမြင်တော့သူ့လမ်းအောင်ပြောသည်။အကိုဟိုမှာကြည့်ပါဘလောက်လာတဲ့ကောင်းကြီးလဲ။ဂရီကိုကမြင်လာကြီးကိုလှမ်းကြည့်ပြီးသဘောကျသွားသည်။သူ့တက်ဘလောက်ရှိပြီလဲ။ကြည့်ရတာ6နှစ်လောက်ရှိပြီတဲ့။ဟုတ်တယ်ဗျ6နှစ်သား အေးနေတယ်ခြေလေးချောင်းလုံးမှာခြေဖြူရင်းနေတိတ်လာတဲ့ကောင်ကြီးဂုံးနီးတင်လိုက်ကွာဘသူရလာလဲငါတော့ကြည့်လိုက်အောင်မေဟုတ်တယ်ကိုတတိလေကောင်းမဲ့ပုံမေဘွေကောင်းဘွေတန်အမျိုးတွေကဗျပရိုကောကဂုံးနီးစင်မီရင်ပြောနေစဉ်လီရင်နီးရင်ဘုံးဆက်တစ်ခုကြပြီးပေါက်ခဲ့ပြန်နီလီရင်မူကအတင်းတော်ဆုံးနေရာတွင်ရွေးစင်ခြင်းဖြစ်သည်ဂရီကိုကကြည်ရပိုင်းစုပေါင်းမြင်းဆောင်ကြီးကိုဖျက်ပြီးလီရင်စီတို့စီးသွားသည် ရွာပြင်မြင်းဆောင်ကြီးမှာကြောက်သားမျက်ပြင်ဆောက်ထုတ်ထားသည့်အခိုင်အမာတင့်ကုတ်ကြီးဖြစ်သည်။ယခုတော့ထဲရင်မြင်းနေအစားတက်နေအကျဉ်းသားတွေရောက်နေသည်။စုစုပေါင်းအကျဉ်းသား၈၀၀ကျော်ရှိသည်။ဖြတ်သွားတော့အနှံ့ဆိုးကြီးကိုတတိထားလိုက်မိသည်။ဒေးနဲ့ချီနဲ့ရောထွေးကအော့ကျဉ်အကျဉ်စရာ။အစင်းရောင်ရင်မမဲကြီးတယုံယုံနေ။အထဲမှာညီးတဲ့ညူတဲ့များကိုလေကြားနေရ၏။တချို့မှာငန်းဖျားရောကဝိုင်းရောကဖြင့်တေကောင်းပေါင်းလေးဖြစ်နေကြသည်။အသေးသေးသည့်လောင်းများကိုလေချက်ချင်းမတကြုံနိုင်ကြ။ဂရီကိုလေးရင်စီတို့ဆက်စီလာစဉ်အမြောက်ဆန်ထကြပြန်သည်။ ်အော်ဟစ်တန်နေပောက်ခွေးတန်နေစူညံသွားဤလေမူးကလေရင်ထဲမှာထွက်လာသည်ဆောင်းပေမီကော့ဆက်ရေဝော်တွေချက်ချင်းရောက်လာကြသည်မြင်းဆောင်တဝိုက်စီမောင်ပောက်ခွေးတန်နေထက်ကြားပြန်သည်လေရင်မူးကသူ့လေမောင်ပြန်တက်ပြီးဆက်နိုးသည်သို့တော်ရုတ်တရက်မနူပါလာသည့်စစ်ဘူကတွန်းနိုးဖို့အမိန်ပေးသည်ထင်းရှုပင်နန်းစီသို့လေရင်အလွယ်တကူလိမ့်ပြီးပြန်တက်သွားသည်ထိုစဉ်တွင်အချင်းထောင်မြင်းဆောင်မော်တို့အမြောက်ဆန်တလုံးကြသည်ကျင်းသားရီအော်ဒန်ဘုံခွက်တန်နေဖြင့်စူညံသွားသည်တန်နီသုံးယောက်အပြည့်စည်းချာမှပြေးထွက်လာသည် သို့သောအဆောင်ကောဆက်များကတောင်းရံစလုံးကိုပြစ်တက်လိုက်ကြသည်တပ်သားတယောက်ကဂရီကိုကိုလှန့်အောင်တတိပေးသည်ဘိုးချုပ်ဒီနေရာကွင်းမြင့်ကြီးထိရှိတော်ရပြေးပါဗျချာတီပြောတာဖြစ်နိုင်တယ်ဒီကောင်နေလှမ်းဆနေရမဟုတ်ဘူးတတိမေမေထုနေရပဲဟုတွေ့ရင်သူ့ခန်းစီသူခက်ပြပြအသားကြစီပြန်လာသည်ထိုနေ့တွင်ကူဒီနော့ကထိတ်တန့်လုံးဝအစီဝေးခေါ်လာသည်ထိုစီဝေးတွင်ဂရီကိုကိုမဖိတ်ပေခြံထားခဲ့သည်လေရင်နဲ့ပေါ်လာသည်ဒွန်စစ်တဲ့ရာရှိကတင်းတူတူခုပေးတော်သည်ဒွန်စစ်တဲ့ဘူချုပ်ကြီးဆက်ခရီတော့က တက်နေရှိတဲ့ကိုမကြခင်မြင်းထက်ပြင်းဖြူရောမြေအကြောင်းဖြစ်သည်စစ်ကြောင်းထိုးသည့်အခါကောက်ဆက်တပုံတို့နှင့်ပူတွေထိုးစစ်တွင်စစ်စင်အလုံးမြေအကြောင်းမြေဤလဲရပါတို့သူတို့တက်များနဲ့တပုံတက်တွေပူပေါင်းပြီးအမြန်ကူးမိဖြစ်ကြောင်းအစည်းဝေးပြည်သည်နှင့်ချက်ချင်းလုံငန်းစားမိဖြစ်ကြောင်းများပြောပြီးသူကမေးသည်နေပါဦးတက်နေတုံမဲ့တွေကိုခမရတို့ဘာလို့ဖီးရင်စကမှထိန်ထားလဲကောက်ဆက်ကိုစလေတယောက်ကဖြစ်သည်အခြားသားစင်ညမှမရှိပဲရွာပြင်အဆောက်အုံထဲမှာအချင်းထောင်လို့ကိုတအိမ်မှမရှိဘူး ထိုရာရှိကခေါင်းထုတ်မြောင်ကြီးကိုလက်ကင်ပေါ်ပြင်ပုတ်ပြီးကျူးနစ်အင်ဂျီကျေးတီတွေဖြုတ်ရင်းပြောသည်ကောင်းစင်စကားကိုပို့လိုက်ကုဒီမမျိုးလုံးပြူသွားပြီးဒံပြံမိကွန်းထုတ်လိုက်သည်ပို့ပြီးတော့သူကအေးဆက်ဆက်မျိုးလုံးမြန်ဖြင့်ရှင်းပြသည်တကယ်ပြောတာကိုလူတို့သူတို့ကိုခမရတို့ဘာကြောင့်လူလူတူတူစောက်ရှောက်ထားကြလဲကြုတ်သဘောမပေါက်ဘူးဒီကောင်နေဟာယောဂပိုးပဲဗျဘာဖြစ်လို့ပိုးမွေးတယ်လို့မွေးနေရမှာလဲခမရတို့နေရာမှာဆုံးကြုတ်ဆိုရင်အဲ့ဒီတိုင်းလောက်တယ်နောက်တနေ့ရင်တုံ့ပန်းနေရာစပို့သည်ဒုံမြင့်တဲ့ဘေးမှာတဲတော့နေပေါ်ရင်စီတန်းလမ်းလျှောက်သွားခြင်းဖြစ်သည် ဖျောင်းယုတ်လိုမျက်နှာများနဲ့အနိုင်နိုင်လှမ်းနေရသောခြေလက်များဖြင့်ဒီဒီအိုင်တောင်းနေကြခြင်းဖြစ်သည်။တန်ဒီ၍လမ်းလျှောက်နေပုံမှာအရိတ်တွေရေလာနေသည်အလား။ခုနှစ်မှန်လောက်ရောက်တွင်မလျှောက်နိုင်တော့ရည်ရှိုင်းသွားသူများ။လဲကျသူများကိုဓားစာကြွေသည်။တောင်မြင်ပေါ်တွင်အလောင်းချင်းထတ်သွားတော့သည်။ညနေပိုင်းတွင်နောက်တစ်တုပ်ထွက်လာသည်။သူတို့ကိုတော့ဓားနဲ့ခုတ်အောင်မကတနက်နယ်လေးပြစ်တတ်ကြသည်။ကာဇင်စကာရောက်တော့လူ150နဲ့18ယောက်များသာကျန်တော့သည်။ပထမတုပ်ကတယောက်များရောက်မလား။သုံးမန်းနေတွင်ချစ်စီစံစံလူငယ်တယောက်ပါသည်။ ူကတွင်တွင်ယူတော်သည်တလန်လုံးကလိုက်ခုံလိုက်ငိုချင်းချလိုက်ပြင်တန်လက်တွေထားနေသည့်တက်တော်မြင်နေမျက်နှာနှင့်မှောက်ကြသည့်ခါလည်းရှိသူကိုဆွဲထုတ်ပြီးရေလောင်းပေးသည့်ခါရေပြီးရိုင်ထိုးရိုင်ထိုးနှင့်ဆက်လျှောက်ပြန်သည်ရွာတယောက်ကိုဖျက်သွားရင်းအမျိုးသမီးကြီးတယောက်ကထွက်လာသည်မင်းတို့သူ့ကိုထားခဲ့ပါသူကဖျားသခင်စီသွားတော့မှာမင်းတို့ခုလိုလုပ်နေရငရေအိုးစောက်ထိုးကြမှာနှက်ခမ်းမွေးနေနေနဲ့ဒုဗိုလ်တယောက်ကလောင်ရဲရဲပြီးအမျိုးသမီးကြီးကိုပြန်ပြောသည်ကျွန်တော်တို့တော့သူ့ကိုလှုပ်ပေးလေငရေအိုးတွေဆင်းရမှာပဲရဲ့ဗျာ ။ဒါပေမဲ့သူ့ကိုလှုပ်ပေးလိုက်ကြပါကွယ်။အဖေါ်ကြီးတယောက်ကဝင်ပြီးတောင်းမှန်သည်။ဒုဗုကံသဘောတူလိုက်သည်။ရပါတယ်။သူကဘသူမှလည်းအဲ့နေမှာပေးနိုင်တော့။ခေါ်ထားလိုက်လေ။ကျွန်တော်တို့သဘောတူရဲ့အတွက်အတော်ကနောက်နောက်တစ်ခွက်လောက်စီတော့တိုက်တက်နာပေါ့ဗျာ။အဖေါ်ကြီးကအယူလေးကိုသူ့တဲရဲခေါ်သွားပြီးအစာကျွေသည်။ပြီးတော့အိတ်အခင်းပြီးသည်။သူ့တဏီကုံအိတ်သည်။ညနေပိုင်းလို့လာတော့ပရင်မောက်ကိုနောက်ကျောပြရက်လျက်ခက်တူတူတခြင်းစုံနေသည်အဖေါ်ကြီးကသူ့ကိုနောက်ဖက်မှအကြကြီးစောင့်ကြည့်နေသည် လူငယ်မျက်နှာမှာပချောင်းနှချောင်းကြလင်အတင်ကြမှာအလေးနဲ့စကားကိုအဖွာကြီးစပြောသည်မင်းတို့လူတွေကဒီကနေတိတ်မွေဦးဆိုအယူလေးကခဏညင်နေသည်ပြီးတော့သချင်းတူတူညီသည်အဖွာကြီးလေးတန်ပြောင်းသည်ကောင်းလေးနေငါ့ကိုဆက်ပြီးအယူလုံနေနေတော့ငါအယူမဟုတ်ဘူးသိလားနေမယူအကောင်းစွာငါသိရင်နေအိပ်ပျော်နေုံစကားတွေပြောနေရအကောင်းတိုင်းမင်းငါ့ကိုမညာနေတော့တက်နေကောင်းလေးသချင်းဆက်ညီသည်သို့တော့အတန်တိုးတရတိုးသွားပြီ ီတော့မှအဖေါ်ကြီးစကားဆက်သည်နေငေါကိုမကြောက်နဲ့နေကိုဘာမှမလုပ်ဘူးဂျာမန်ဒီနဲ့တိုက်တဲ့စစ်ပွဲမှာငါသားနှစ်ယောက်ဆုံးနေတရက်မှသူတို့ကိုမမေ့ဘူးဒါကြောင့်လူငယ်ကလေးတွေစစ်တိုက်နေရမြင်ရရင်ရင်နာတယ်အဖေါ်ကြီးစကားမဆက်ပေငြိမ်သွားသည်လူငယ်ကလည်းငြိမ်လေမျက်စိမိဟာသည်မင်းညင်နေတော့ပေါက်နှစ်ဖက်နေရလာသည်မိနေတော့မျက်လုံးနေပွင့်လာတော့အဖေါ်ကြီးမတိမသာပြုံးသည်